အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နဂေတာအဝိုင်းနီတရားရှိတော်ဘုရားရောက်ပတ်ဆောင်တော်မှာပြောနေဟောနေတယ်ဆရာထိုင်အောင်ဘုရားဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတောက်ကြတာသူများအတွက်29ရက်5လားအနေပြီးတော့4ရက်6လားအတွက်တပတ်တွင်းမှာကြုံတွေ့ရမယ်ကန်စတာအကောင်းအဆုကိုတဲတော့ကပ်ပြနမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ် တောက်ကြသားသမီးတွေကတော့ဒီကာလမှာစားလိုက်တောက်လိုက်နဲ့အေးလူလူနော်စိတ်နဲ့နေရမယ်ကာလလည်းဖြစ်ပါတယ်နော်စိတ်ချမ်းသာစရာတွေကြုံရမယ်ကာလလည်းဖြစ်ပါတယ်နောက်ဒီကာလမှာအဖို့တန်ပစ္စည်းတွေဖြစ်တဲ့စိန်တို့ဆက်တို့ဝင်လာတဲ့ကာလလည်းဖြစ်ပါတယ်နောက်ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းစုဆောင်းနိုင်မယ်ကာလလည်းဖြစ်ပါတယ် မိတ်ဆွေနဲ့ပတ်သက်လာရင်စကားများတာတွေအမှုခင်းဖြစ်တာတွေကြုံရတတ်ပါတယ်။တနင်္ဂနွေဗုဒ္ဓဘုရားသမီးဆိုရင်သတိထားပါ။မိခင်ရှိတဲ့လူတွေမိခင်ကျမ်းမာရေးညံ့နေတာပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့ညံ့နေတဲ့လူတွေဆိုရင်လည်းကျမ်းမာရေးပြန်ကောင်းလာမယ်ကာလလည်းဖြစ်ပါတယ်။တိုင်းဒီနေ့ပတ်သက်လာရင်တော့ မယူဆိုင်ပါဖန်စီကျုံနာတာတွေခံရတဲ့နောက်ရန်ဖြစ်တာတွေကြုံရတတ်ပါတယ်မယူဆိုင်ပြပါအဲ့တော့အမျိုးသမီးတွေကိုကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုယ့်ရဲ့အလုပ်တွေကိုထိခိုက်အောင်ညှိနှိုင်းအောင်လုပ်တတ်တယ်နှောက်ရတတ်တယ်ဒီလိုဆိုင်ပါတောက်ကြတာသမီးတွေ။ဒီလိုသူများပို့ရတော့ အခြေအမှလုံးနဲ့တူအဆင်မပြေလို့လမ်းခွဲရမယ့်ကာလလည်းဖြစ်ပါတယ်အခြေအမှအဆင်မပြေပါဘူးအိမ်တော်ရှင်များဘုရားတော့အိမ်တော်ကြီးမှာစိတ်သဘောသာမတိုက်ဆိုင်ဘူးလူနဲ့တူလည်းအမြင်မကြည့်ဘူးဖြစ်နေတဲ့ကာလလည်းဖြစ်ပါတယ်ကျမရဲ့အနေနဲ့ကတော့ဦးကောင်းမယူဆိုင်ပါ ်ဦးကောင်းနဲ့ပတ်သက်တဲ့ဝေဒနာနဲ့ခံစားရတဲ့ဦးကောင်းမှာထိမိခိုင်းမိဖြစ်တတ်ပါတယ်ဒုရတ္တယောဖြစ်တဲ့အတိဖြစ်တတ်တယ်နော်အဲဘယူဆိုင်ဘူးလို့ပါတယ်အဲ့တော့ဒီကလာမှာဆရာကောင်းသမားကောင်းတွေတွေ့တဲ့တွေ့တဲ့ဆရာကောင်းသမားကောင်းတွေကလည်းစိတ်ဘောသားကြီးမြင့်တဲ့လူတွေနောက်ပြီးတော့မေတ္တာတရားကြီးမားတဲ့နော်ဆရာသမားတွေနဲ့တွေ့ရတဲ့ကာလလည်းဖြစ်ပါတယ်။ဘာသာရေးလူတွေအတိတ်ကလုပ်တဲ့လူတွေဆိုရင်တော့ဒီကလာမှာအေးလူလူ လုံနိုင်မဲ့ကာလလည်းဖြစ်ပါတယ်အလုံးနဲ့ပတ်သက်လိုက်ရင်တော့ဒီကာလဟိုကလောကကောင်းလို့ဒီကလောကကောင်းလို့အချိန်ကုန်သွားတတ်တယ်အဲ့တော့တခုခုစောင့်ချပြီးလုပ်ပါနောက်အပြိုင်ဆိုင်တွန်းတွန်းတိုက်လုပ်မှအောင်မြင်မယ်အစီအပြေမယ်လို့နားလည်ထားပြီးပါဖခင်ရှိတယ်ဆိုရင်တော့ဖခင်မှာရားနာတယ်နော်ဖြစ်တတ်တယ်စေးမချနဲ့လို့နော်သူ့ဘက်သူပြောက်သွားတတ်တယ် ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝင်နေရနေပြီးတော့ရုတ်တရက်မဝင်မဲ့လက်ပိတ်သွားတတ်တယ်ဝေးကြီးတန်သွားတတ်တယ်ဝေးကြီးနဲ့ပတ်သက်လာရင်တော့ဇော်တို့မိုးမဖြစ်သွားမဲ့ကာလဖြစ်ပါတယ်အဲ့တော့ကုမခက်ခဲနေတဲ့ခက်ခဲလေးတွေပြပြသွားဖို့အတွက်စနေနေ့မှာမိကျစ်တလုံးမိကျစ်နေရောင်တလုံးကို16ကချစ်ပြီးတော့ အမှတ်ပုံမှာဆုံးပြပါခုမှခက်ခဲနေတဲ့ငွေကြီးခက်ခဲတွေလုပ်ငန်းနဲ့ပတ်သက်တဲ့ခက်ခဲတွေလူမှုရေးနဲ့ပတ်သက်တဲ့ခက်ခဲတွေနောက်ရန်တိုက်ခတ်နဲ့ပတ်သက်တဲ့အနောက်ချက်တွေပြောက်ကင်းဖို့အတွက်စူတောင်းပေးပါအဲ့လိုလုပ်လိုက်မယ်ဆိုရင်နော်ခုမှခက်ခဲနေတဲ့ခက်ခဲတွေပြုလုပ်ပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ